ဧပြီလ3ရက်နေ့2025ခုနှစ်လူမျက်ကျော်ရဲ့ညာခံပိုင်းတင်ဆက်မှုများမှကျူးစွာရပါဗျ။ဒီနေ့တော့တိုင်းပြည်တွင်းမှာလူတန်ပေါင်းများစွာဒုက္ခရောက်နေတယ်။တန်းနဲ့ချီဒုက္ခရောက်မှုတွေရှိ။တောင်းနဲ့ချီတဲ့သေဆုံးမှုတွေရှိလာနေပြီးထောင်နဲ့ချီတဲ့လူလူဟာတိုက်ပြူတိုက်ပြက်ကြားရဲမှာ ကဲမထုတ်နိုင်သေးပဲပုတ်စော်နံနေတဲ့အခြေအနေမှာအချက်ဘက်စစ်ကောင်းဆောင်မင်းအောင်လိုင်ကတော့ဘင်းစတက်အစီဝေးကိုလူယာဝင်လိုဝင်ညာအမိတနဲ့နဲ့တွားတက်တာတဲ့တည်င်းလေးတွေရုပ်ပုံလေးတွေကျွန်တော်တွေ့လိုက်ရပါတယ်တွေ့ရင်းနဲ့ကျွန်တော်အတွေးစင်ပွားမိတာကစစ်ကောင်းဆောင်မင်းအောင်လိုင်ဟာအဓိကစိတ်ပေါ်တွက်သူ စိတ်စလူသက်သမားယူးနေတဲ့အကောင်များဖြစ်နေသလားဆိုတဲ့အတွေးတွေစင်ကားစင်ကဲဖြစ်ပေါ်လာပါတယ်မင်းအောင်မင်းဟာယူးနေပြီလားစိတ်စလူသက်သမားလို့စိတ်ပေါ့တွေ့သူစိတ်မချမ်းမာသူတယောက်ဖြစ်နေနိုင်ငံကို အုတ်ချုပ်ခြင်းနဲ့အာနာယူပြီးလုံးသည်မြပြောသည်မြဆိုသည်မြအမိအမောက်မတည့်ပဲ တိုင်းပြည်ဖျက်ယုံတတ်တတ်တာလုပ်တဲ့အခြေအနေတွေရဲ့အစီအငုံမတည့်တဲ့ကြိုးကြောင်းမစီလျော်တဲ့စကားရက်တွေကိုစိတ်ကူးတဲ့ရှိရာပျော်လောက်ကန်ဆောင်ရွက်နေရတွေကိုတခုချင်းပြန်လဲအမှတ်ရမိပြီးတော့ဒုတိယပိုင်းမှာပြောဒုတိယပိုင်းမှာထပ်ပြီးတော့ပြောချင်တာကစကိုင်းတက်ပြီးကြောပေါ့ မန္တလေးစကိုင်းကိုပေါင်ကားရဘုံဒီနဲ့ဘဏ္ဍလုံးကျဲခဲ့လေဒါကြောင့်စကိုင်းပြည့်ပြည့်ကျော်ကြီးလှူရှားလာတာလားဆိုရက်တန်တရားတွေအများပြရှိနေပါတယ်ဒါလေးဆက်ပြောမှာဖြစ်ပါတယ်ဒီတော့နောက်ဆုံးသတင်းများအနေနဲ့မန္တလေးရှုံးမိကသူတွေကိုနေခွင့်မပြုဘဲမောင်းထုတ်တဲ့သတင်းတွေကြားနေရပါတယ်ကုသိုလ်ဘုရားဝင်းမှာလာနေပါကျုံးမိမှာလုံးဝနေခွင့်မပြုတော့ဘူးဆိုရက် လော်စပီကာနဲ့လိုက်လံကြေညာထားတာတွေတွေ့နေရသလိုနောက်တစ်ချက်ကကရီဝေါ်ဟိုတယ်ထဲမှာဘာတွေရှိနေလဲကရီဝေါ်ကိုကယ်ဆယ်ခွင့်၊ကူညီခွင့်ကန့်တတ်လိုက်ပြီးလုံးဝအခုချိန်ထိမကူသေးမကယ်သေးတာကိုတွေ့ရပါတယ်ကရီဝေါ်ဟာတရုတ်လူမျိုးပိုင်ဟိုတယ်တစ်ခုအနေနဲ့သိရပြီးကရီဝေါ်ဟိုတယ်ထဲမှာ ဘာတွေရှိနေမှမသိတဲ့အတွက်ကျွန်တော်ထင်တယ်ဘိန်းတို့ဆေးကြောက်တို့ဆေးပြားတို့ရွှေတုံးတို့ကြောက်စိမ့်တို့အစရှိတဲ့ဥပဒေနဲ့မလုံကင်းတဲ့ပစ္စည်းမျိုးတွေရှိနေနိုင်တယ်လို့ခြေနေအားဖြင့်ယူဆလို့ရပြီခရီးဝဟိုတယ်မှာသွားတဲမိသူတွေကတော့ဒီကနေ့မန္တလေးမှာသွားတဲ သွားတဲပြီးတော့ပိတ်မိနေတဲ့ရေယောဟိုတယ်ထဲမှာသွားတဲပြီးပိတ်မိနေတဲ့မိသားစုဝင်တွေဟာလမ်းဘေးမှာလက်အုပ်ချပြီးကုညီကယ်ဆယ်ပေးဖို့ကုညီကယ်ဆယ်ခွင့်ပေးဖို့တောင်းဆိုနေကြပါတယ်မျက်ရည်လေရွေးနေပုံဗျာအဲ့တော့တားဖို့ငါးဖို့ထုတ်တဲ့ဖတ်ဟာတားဖို့ငါးဖို့ပေါ်နန်းနေဆိုသလိုပဲစစ်ကောင်စီအတိုင်းဝန်းနဲ့ပတ်သက်သူတွေဟာဒီအချိန်မှာအညီနဲ့နေတထောင်းထောင်းထွက်လာနေပါတယ် ဒါပေမဲ့လည်းဂိူနာရှင်မာကြီးထိုင်နင်းဝေကတော့တိမ်ပေါင်း၄000အလူငွေရရှိသွားပြီတဲ့ဗမာမိမာဗျာဒီလိုအချိန်မှာဒီလိုပတ်စံတွေထွက်လာတာတိတ်အံ့ဩစရာကောင်းတယ်စီရေတံပူးနဲ့တပူးစံတပြီရဖို့တဏီကုံတဏီကံလောက်ကင်စားတော့နေရတဲ့ကြားတယ်တကောင်စင်းပြမှာမတ်ပုံတွေပြမှာစီတိုးစံတိုးခွင့်ရတဲ့တိုင်းပြည်ဟာ ဒီလိုကာလများဒီလိုကာလမှာခိုင်မင်းဝေလက်ထဲကိုတိမ်ပေါင်း၄000ကျော်ကြီးရောက်လာတာကတော့အင်မတန်ထူးဆန်းအံ့ဩဖွယ်ရာကြီးပါပဲကဲဒီတော့ကဒီအခြေအနေတွေကိုအကျက်တဝင့်ကျွန်တော်ဆက်ပြောမယ်အခုဆက်ထပ်ပြောချင်တာကထပ်ပြောချင်တဲ့အကြောင်းအရာဧပြီလ၂ရက်နေ့ကစပြီး၂၂ရက်နေ့ထိအပြည့်ရက်မယ်လို့ပြီးဆိုပြီးစကစဟာကြေညာပါတယ် ဘာကြောင့်ကျညာလဲဆိုတဲ့အကြောင်းချင်းရာကိုလေ့လာကြည့်လိုက်တော့နိုင်ငံကဖီအားတရုတ်ရဲ့တရုတ်နဲ့တရုတ်စစ်ကောင်စီရင်နှန်းကိုပြစ်ခတ်အပြီးဘင်းစတက်အစီဝေးတက်ခွင့်ရတဲ့ဟိုအချီနီအပြီးမှာပေါ့နော်ညနေပိုင်းမှာအပြစ်ခတ်ရဆဲတယ်လို့ကျညာပါတယ်ဒါပေမဲ့ဒီနေ့ထိပုံကျဲနေတော့မှာပဲလူပြောလူပြောခွင်းပြောခွင်းရော ဒီလိုမျိုးပြည်သူလူထုတွေကပြောနေကြပါတယ်အဲ့တော့ရပုံး20တာအပြစ်ခတ်ရက်စဲမယ်လို့ကြေညာလိုက်တော့တယ်ဇွိုင်းပေါ်မှာစစ်ကြောင်းထိုးပြီးစစ်ပွဲကိုဆင်နွှဲတယ်လို့ဒီကနေ့သိရပါတယ်နေရောညာရောလေးနဲ့ဘုံကျဲနေတယ်အင်းတော်မှာလည်းဘုံကျဲနေတယ်လို့ကျွန်တော်တို့သိရပါတယ်တိုက်ပွဲ3နေရာဖြစ်နေတယ်ဝိုင်းပေါ်အင်းတော်ဗမောဒီ3နေရာမှာစစ်ကြောင်းထိုးပြီးအပြစ်ရက်မယ်ပြောနေပေမဲ့လည်း လူပြောလူယုံခွေးပြောခွေးယုံပေါ့ကွာဆိုပြီးဘယ်တုန်းကမှဂတိမတည်ခဲ့တဲ့ဘယ်တုန်းကမှနှုတ်ထွက်စကားဟာချင်းကြားရည်ယူဖြစ်ခဲ့တဲ့စစ်ဘူးချုပ်တွေစီကနောက်တစ်ခါထိုက်ယုံတဲ့လူတွေရှိနေသေးရင်တော့တတုံးစားပြီးရင်ချီမန်းမတည်ရတာလို့ပဲကျွန်တော်တို့ကပြောချင်ပါတယ်ဘရောမဂရီမီဒီခဲ့တဲ့ဖတ်ဆက်တက်နေဝင်းလက်ထက်တွေကအခုချိန်ထိ အပြစ်ခတ်ရယ်စေးရေးကိုလည်းကြီးညာခြင်းတို့ကြီးညာပြောခြင်းတို့ပြောစီးမရှိကမ်းရှိတိုက်ချင်ရာတိုက်သူတို့ထုတ်ပြန်ကြီးညာချက်ကိုသူတို့ပြန်ချိုးပေါက်နေပါတယ်လို့ကချင် KAI ရဲ့ပြောခွင့်ရဗိုလ်မှူးကြီးနော်ဘူးကဒီကနေ့ထုတ်ဖို့ပြောဆိုလိုက်တာကိုကျွန်တော်တို့တွေ့ရပါတယ်အဲ့တော့နောက်တစ်ခုကဒီကနေ့အညာမှာ ဘုံချဲပါတယ်ဆက်တက်လေကြီးတွေနဲ့ဘုံချဲမှုတွေရှိနေပြီးတော့အဓိကညောင်ကျိုးစကံကိုအာခတ်တတ်တော်အေကတိမ့်ပိုက်လိုက်နိုင်ချောင်းတွေ့ရပါတယ်အဲ့တော့မနေ့ကကြည့်တော့ညောင်ကျိုးထိရပြီကာကင်းကုန်းနေအကုန်နှီးပါရလာပြီး ညောင်ချီတော့အုတ်ရှိပင်စီတို့ကပ္ပစ6ကပ္ပစ6စီတို့စစ်ကိုစဝင်နေတဲ့အခြေအနေမျိုးကျွန်တော်တို့ကြားနေရပါတယ်။သို့တော့ဒီကာလမှာစီရေးဆိုင်ရာကိစ္စရက်တွေကိုကျွန်တော်တို့ထိမ့်သိမ့်တိမ့်တိမ့်ပြောဆိုဆောင်ရွက်နေကြောင်းပါ။အဲ့တော့ကပ္ပစ9ကပ္ပစ6ဝင်သိမ့်နိုင်ရင်တော့ ကပ္ပစာထဲမှာအရေးကြီးတဲ့ MCC တွေရှိပါတယ်။ဒါကိုရိုက်ခွဲလိုက်ရင်တစ်နှစ်လောက်အိုက်ဆက်ယူလဲပတ်လို့မရပါဘူး။ကျိုးပြတ်သွားအောင်မလုပ်ကြဘူးလေ။ပြောလို့ပါတယ်။ကပ္ပစာတွေက MCC တွေကိုဖြတ်ချိုးချလိုက်ရင်ဘာမှသုံးမရတော့ပါဘူး။ကပ္ပစာဆက်ယူဒီလဲပတ်လို့မရတော့တာဘူး။ပညာရှင်တွေဒီကြပါ နောက်တဲ့သတင်းတခုကဥတေဇပိုင်ဟိုတယ်အင်းလေးမှာတော်မီလောင်မှုကြောင့်မိကုဆက်ပြီးမိအကြီးကျယ်လောင်နေတယ်လို့သိရပါတယ်ခင်ဗျာ၃ရက်နေညနေ9နာရီလောက်တော်မီမှာတစ်ဆင့်ကုဆက်လောင်ကျွမ်းတယ်ငလင်လုံနေတဲ့အချိန်မှာတော့ဒီဟိုတယ်ကိုဖွင့်ထားတာနော်ဒီဟိုတယ်ဟာစစ်မိတ်စာရဲ့ဒေါက်တာခရိုနီ ဥတေစထူးအုပ်စုပိုင်ကုမ္ပဏီဖြစ်တယ်လို့ကျွန်တော်တို့သိရပါတယ်အဲ့တော့မြန်မာတတ်တတ်ရှူဝါရာဆိုလာသူနာမည်ကဒီအခြေအနေတွေရှိပါဒါရီအပြင်ကိုအထူးခြားဆုံးသတင်းတစ်ခုနဲ့အမှောင်ချရတဲ့သတင်းတစ်ခုလူကြီးမင်းတို့ကိုကျွန်တော်ပြောပြချင်ပါတယ်ဟိုဘက်အလာဂီရီဗျူးမှာလည်းမြေပုံနဲ့တကွာ လက်ရှိပြောမဲ့တရင်အခြေအနေကိုကျွန်တော်ဆက်လက်ရှင်းလင်းတင်ပြမှုရှိပါတယ်အလဂီရီဗျူးကိုလည်းလာခဲ့ကြပါဦးအဲ့တော့ဒီအခြေအနေမှာနေပြည်တော်တရင်အမှောင်ချလာတာတွေ့ရပါတယ်နေပြည်တော်တရင်အမှောင်ချမှုနဲ့အတူနောက်ဆက်တွဲအခြေအနေတွေအများပြားကိုကျွန်တော်တို့ဆက်မှန်လေ့လာကြည့်လိုက်တဲ့အခါမှာမြန်မာပြည်မှာအကြီးမားဆုံးသောတဘာဝဘေးအန္တရာယ်ကြီးနှစ်ခုလို့ပြောလို့ရတဲ့ နာခင်းနေနောက်တစ်ခုဟာကျွန်တော်တို့လက်ရှိမျက်လင်းဘေးကိုတွေ့ရပါတယ်။သခိုင်းပြက်ပြီးဂျော်ဒီပေါ်မှာတည်ထားတဲ့မြို့ပေါင်းများစွာရဲ့လူထုတတ်တဲ့မြို့ပေါင်းများစွာရဲ့အခြေအနေအသက်ကိုလည်းဂရုမစိုက်နိုင်။ကုညီကေဇေးရေးလေးဘာမှမလုပ်နိုင်တဲ့စစ်ကောင်စီဘင်းစတအစည်းအဝေးကိုတော့အမိတနက်နဲ့သွားတက်ပါလေလို့ ျွန်တော်ပဏာမပြောထားသလိုပဲဒီကနေ့၃ရက်နေ့မှာစစ်တပ်အထူးလေရင်နဲ့ဘန်ကောက်ကနေထွက်ခွာခဲ့တာဖြစ်ပါတယ် focus 70လေရင် ဖြစ်ပြီးဒုတိယဘုံကြီးမင်းမဆိုးကဘုံမူကြီးမင်းမဆိုးကလေရင်မူဖြစ်မောင်းနေတယ်ဘုံမူနေမင်းထုံးကအနေထုံးကအကူလေရင်မူဘုံကြီးမင်းမထိုက်ကအကူလေရင်မူဘုံကြီးအောင်ကျော်မြင့်ကလေချောင်းအင်ဂျင်နီယာဘုံကြီးဒေါ်ချူတတ်ထားက လေချောင်းညံ့ညွတ်အရာရှိဖြစ်လိုက်ပါခဲ့တော့တွေ့ရပါတယ်။ဘန်ကောက်စီဝေးတွက်ဖို့တဲ့ဒီလေရင်ဒဇင်းကိုသာလူလာခောက်တုံအသုံးပြုနေပြီးနိုင်ငံရေးဝန်ကြီးတန်းဆွေနဲ့မင်းအောင်လိုက်နှစ်ဦးလုံး Focus Santi 002တစည်းတဲ့လူလာခောက်တုံအသုံးပြုနေခြင်းအားဖြင့် Focus Santi 001ရယ်002ရယ်နှစ်စီးရှိတာသိရပါတယ် 001ကတော့နေပြီးတော့ပြိုကျမှုမှာပါသွားနိုင်တယ်လို့အကြံဉာဏ်သုံးသပ်ရရှိပါတယ်။အဲ့တော့နောက်ထပ်ဂရီဝေါ်ဟိုတယ်အကြောင်းကိုအချိန်တဝင်ပြောကြရအောင်။28ရက်နေ့မတ်လမှာလုတ်ခဲ့ကြတဲ့ငလင်ရောက်ဂရီဝေါ်ဟိုတယ်မှာပြိုကျပျက်စီးတယ်။ရှာပွေကေဇေးလုပ်ငန်းတွေကို31ရက်နေ့ကစလုတ်တယ်လို့အကြံဉာဏ်သိရပြီး 小老的土包贵我了，或者百姓啊，更得来办的。那些钱你给我妈的钱，给土里面那乌龟是不？地松龙那老那土里面路子那路地啊吧的。什么地砖、地么地砖的，给我老老妈烧那路，因弟弟妈妈爷爷，给我好地个表叔母的路子那路家呢啊吧的。那一个阿婆地路嘞，表弟表，或者媳妇妈皮妹，那要给口的。 အပြစ်မဲ့သူတွေပိတ်မိနေပါတယ်လို့ကာကန်ရှင်မိပါတွေကပြောကြပါတယ်ခင်ဗျအဲ့တော့ဂရိဝဟိုဒင်းနဲ့ပတ်သက်ပြီးဧည့်သည်စည်ရင်းကိုလုံးဝမထုတ်ပြန်တာထူးခြားမှုတစ်ခုပါဂရိဝဟိုဒင်းမှာဘသူတွေတဲနေလာတယ်ဘယ်ကောင်တွေလဲဂရိဝဟိုဒင်းထဲမှာဘာရှိလဲဂရိဝဟိုဒင်းထဲမှာဘလို့အရာတွေတော့ဝတ်ထားလဲဆိုတာကိုတော့ကျွန်တော်တို့တိတိကျကျမသိသေးပါဘူး ဲ့တော့ကုကြီးကေစေမှုတွေကိုလုံးဝလောက်ခွင့်မပြုတဲ့ဂရီယောဟိုတယ်နဲ့ပတ်သက်ပြီးတော့ဒီကနေ့မိသားစုတွေကျွန်တော်ရှိမှပြောခဲ့သလိုပဲမြို့လေကောင်မှာငုတ်တုတ်ထိုင်ပြီးဆန္ဒပြနေကြပါတယ်ခင်ဗျာကဲကြပါအောင်ကဲကြပါအောင်လို့လက်အုပ်လေးချီပြီးတော့အဲ့တော့ဒီလိုရုံရင်းဆန်ခတ်နဲ့တတိုင်းပြည်လုံးပြုတ်ပြက်လူနိဗအခြေအနေမှာမင်းအောင်လိုက်ကတပိချင်းကိုလည်းထပ်ပြီး ဘုံကျဲပါသေးတယ်ခင်ဗျအေဗလာ၃ရက်နေမွန်းလွဲပိုင်းမှာဘုံကျဲခဲ့တဲ့အချိန်ပါဘုံကျဲတယ်လူတက်တယ်တိုက်ပြီးနိုင်ငံတော်အစ်စ်အစိုးရလုံးသောငရင်ဘေးကြီးဖြစ်နေတဲ့အချိန်မှာဘလောက်တိစိုးရွားတဲ့အချိန်တွေဖြစ်နေလဲသိလားတေွားတဲ့အလောင်းတွေကိုကယ်ထုတ်ပြီးရင်ခွဲယုံမှာဒါ 勤快有嘛，他也勤快个，用个功那个，打工是别个的呢。打工呢，但是要地段的啊，他那边没碰到拉通，边嘛拉边啊。那算喽，二 K 五。老王他个，阿咪啊，走路厉害，穷人家的，平底巴的，不像白嘛勤快用的，微微阿老五下就下跪。 တွေ့ခွင့်ဝင်ခွင့်ရပါတယ်ဗျာနောက်တစ်ခုကမြို့တစ်မြို့ကဆိုင်တဆိုင်လို့ပဲပြောလိုက်ပါမယ်မတရားဈေးတွေတင်ရောက်ပြီးတော့ပစ္စည်းတွေတိုလောင်ထားတဲ့အချိန်ပြည်သူလူထုကအလူရဲတွားရောက်တိုးဝဲတော့ကိုနေမဲကစားပြောဈေးတွေတင်ရောက်တဲ့လူမဆန်တဲ့လူမတမာဈေးဆိုင်ကိုဝိုင်းဝန်းခဲနေပေါက်ပြီးတစ်တန်ခတ်တဲ့ဖြစ်ပျက်တစ်ခုဒီကနေ့ဖြစ်ပေါ်ခဲ့ပါတ အရေးကြီးလို့ဈေးကြီးရတဲ့ညမစိတ်ရင်ညမရှုခင်းဟာမင်းအောင်လိုက်အာနာသိဖက်စစ်တဲ့အောက်မှာပုံမူယိုယွင်းပြက်စီးလို့လာနေပါအချိန်ကြီးကတော့အင်မတန်စိုးရိမ်စရာကောင်းတဲ့အချိန်ကြီးပါအဲ့တော့ကျွန်တော်ဒါတွေကတော့တည်င်းတွေဖြစ်ပါတယ်တည်င်းတွေတဆက်ဆက်ထဲမှာဒုတိယပိုင်းသုံးသက်ချက်အနေနဲ့မင်းအောင်လိုက်ဟာစိတ်တစလူသက်သမားလီလား ်မင်းအောင်လိုင်ဟာစိတ်ဒစလူတက်သမားလို့စိတ်ကျမ်းမာရေးမကောင်းတဲ့လူတယောက်လိုပဲပြုတ်မှု ပြောဆိုမှုတွေကိုတရဆက်ကျွန်တော်တွေ့နေရပါတယ်အနောက်ဆုံးကစကောက်ချက်ချကြည့်ရအောင်ဒီကနေ့ငလင်တန်ခံနေရတဲ့အချိန်မှာငလင်ဘေးသင့်နေတဲ့အချိန်မှာအယူမီဝိုင်းနဲ့သွေးပြက်ပြီးတော့လောက်လောက်လာလာ 过年木、开年木、喜满木来，爸妈没舍得变过。过夜老家实地包巴的，对少木呢不得比。第二晚，等人家嘛得酒过了，我们背你来，穿你的裤，啥比搞吃差几啊？阿那叫手段来了，只能说内皮了嘛。是干也别有一样的脸讲，穿的也不能来了，松山穿的卡内皮哦，是干也能穿的。 ပြက်၍ဂျောရဲ့အလေတက်တယ်ဟောပြက်၍ဂျောပေါ်မှာတက်တယ်ညီကြောက်နေတာကိုတွေ့ရပြီနိုင်ငံတကာကငလင်းကိုအာယုံစိုက်ပြီးကူညီကယ်ဆယ်ဖို့ကြိုးစားနေချိန်မှာနေပြည်တော်ရဲ့အဆောက်အုံပျက်စီးမှုနဲ့နေပြည်တော်ရဲ့အခြေအနေတည်ဆုံးမှုတွေကိုတရင်အမောင်ချတာပါတယ်အလားတူမှာတိုင်းပြည်တွင်းမှာဖြစ်ပေါ်နေတဲ့အခြေအနေတွေနဲ့ပတ်သက်ပြီးဘယ်သတင်းမီဒီယာမှကိုတရင်ယူခွင့်မပေးနေပါဘူးချင်းချင်းပြောရင် မေးအောင်လိုက်ဟာ အလောင်းတွေထက်ကအာနာတီဆော့နေတာမျိုး တွေ့ရပါတယ်အရန်ကိုကိုကျိုးအတ္တကြီးမားစွာနဲ့စိတ်တစဆန်စွာပဲစိတ်ပေါ်တူတူအယူတယောက်လို့အာနာကိုတရှိမ့်မမတ်ခုံမင်ပြီးတိုင်းပြည်တွေကလူအတက်ပေါင်းများစွာကိုဟစ်တလာလိုပဲဂျူး၆တန်းတတ်တယ်လို့ပဲတတ်ဖြတ်ဖို့ဝင်မလေးတဲ့အခြေအနေကိုကျွန်တော်တို့တွေ့နေရပါတယ်အဲ့တော့ မိမိတို့တရင်ကိုဖုံးနာပေမဲ့စစ်တပ်ရဲ့လုံနီးလုံဟန်အတိုင်းတွားရောက်တွားရောက်ပြီးအဲကြည်ရှုအားပေးစကားပြောဆိုတဲ့တရင်တပ်ပုံတွေကနေတဆင့်ကျွန်တော်တို့နေပြည်တော်ရဲ့အချို့သောအပြက်စီအဆောက်အဦအခြေအနေတွေကိုမှန်းဆကြည့်လို့ရပါတယ်ငလီလုံပြီးတဲ့အချိန်မှာညာထုံးတို့တင်အောင်ဆန်းတို့မောင်မောင်အေးတို့မိုးအောင်တို့မောင်မောင်အုံးတို့ဟာသူတို့ဝင်ကြီးဌာနအဆောက်အဦတွေဝန်ထမ်းအင်အားတွေပျက်စီးမှုတွေကိုတွားရောက်စစ်ဆေးပြီး လူကြားကောင်းလူမြင်ကောင်းအောင်အားပေးစကားလေးပါလေပြောတဲ့သတင်းလေးတွေကိုတော့ MRTV တို့မြောက်ဝတီတို့မှာအနေငယ်ထုတ်ပြန်မှုကိုကြည်ပြီးကျွန်တော်တို့မှန်းဆလို့ရတဲ့သတင်းအရာဆိုရင်အချင်းယူပြင်ဆင်ရနိုင်သောအဆောက်အုံများပြင်ဆင်အသုံးပြုနိုင်ခြင်းမရှိတော့သောအဆောက်အုံများဆိုတာမျိုးတွေထွက်လာပါတယ်ပြည်တော်စုလွတ်တော်သမရအိမ်တော်ယခုစစ်ကောင်စီရော ။တမရအိမ်တော်စစ်ကောင်စီရုံးလောက်ထားတာဘလောက်ယူတဲ့အယူလဲဆိုတာပေါ့ဗျာ။ကာဝေးပြည်ထောင်နေဆက်ရေးရနိုင်ငံသားရေးပြန်ကြားရေးစီမံပဏာဝန်ကြီးဌာနတွေအမျိုးသားမော်ကွန်တိုက်အမျိုးသားပြတိုက်အမျိုးသားစာကြည့်တိုက်စတဲ့နေရာတွေကတော့ပြန်လဲပြင်ဆင်လို့ရနိုင်သေးတဲ့နေရာတွေအဖြစ်ကျွန်တော်တို့တွေ့ရပါတယ်။ပြန်လဲပြင်ဆင်လို့မရတော့အောင်ပြိုကျသွားတဲ့အရာတွေကတော့နေပြီးတော့လေစိတ်နဲ့တာဝါတိုင်းမျိုး အသစ်ပြန်ဆောက်မှရနိုင်တယ်။စီယုံကျုပ်ကလည်းအထူးပြည့်စီသွားတာမျိုးတရင်မထုတ်ပြန်ပဲနဲ့ပြိုကျသွားတဲ့ဝင်းနယ်အင်ယာပေါင်းမြောက်များစွာ ရှိနေပါသေးတယ်။ဆိုတော့ဒီကနေ့မှာတော့ allergy review မှာမြေပုံနဲ့တကွပြိုကျပြည့်စီသွားနိုင်ချေရှိပြီးတော့လုံးဝပြန်လဲတိဆောက်လို့မရတဲ့အဆောက်အဦတွေရဲ့ ဖြစ်အားပြင်းငလင်တံကိုခံရတဲ့အဆောက်အဦတွေရေငလင်ကြောပေါ်ကအခြေအနေတွေကိုကျွန်တော်မြေပုံနဲ့တကွပြောပြခြင်းပါသေးတယ်ဒီလိုအခြေအနေဖြစ်နေတဲ့အချိန်မှာခုနလိုအမီတနန်းနန်းနဲ့သွားပြီးဘင်းစတက်အစီဝေးတတ်တက်ရှာသေးတယ်ဗျာအံ့ဩလုံးလို့ပါဗျာကိုတိုင်းပြည်မှာတောင်းနေချီတဲ့ပြည်သူတွေတိတ်နေတာတိတ်နေချီတဲ့ပြည်သူတွေဒုက္ခရောက်နေကြတာအိုမဲအိမ်မဲနေစရာမဲစားစရာမဲဖြစ်နေတာ ဒါကိုအမီးတနက်နဲ့နေများဗျာနိုင်ငံသားမသွားဘူးတဲ့ကောက်ပန်းတိတာတယ်နိုင်ငံသားဆိုရယ်နိုင်ငံတတရမြောက်ခြေချကွင်ရတဲ့ထိုင်းနိုင်ငံအရှိမတော်တရုတ်နဲ့ရုရှားပိနိုင်ငံမှအတိမဲ့မပြုအဖတ်မလုပ်တဲ့မင်းအောင်လိုက်အချိန်ကိုဒီကနေ့ကြည့်ကြရအောင်မင်းအောင်လိုက်ယူနေပြီလားစိတ်ဒစ်စလူသက်သမားလီလား အနည်းဆုံးမြန်ကြည့်မယ်ခုနကကျွန်တော်စကားပြတ်သွားတယ်တလောက်ဒုက္ခတွေရောက်နေတဲ့အချိန်မှာဖနက်တွေထုတ်ပြီးစီးပွားပြီးရောင်းရဆိုတဲ့စကားမျိုးကိုဗစ်တတရားလိုင်းကာလတွေမှာအောက်ဆီဂျင်ဆက်ယုံတွေလိုအပ်နေတဲ့အချိန်မှာအောက်ဆီဂျင်ဆက်ယုံတွေကိုစကားတွေနဲ့အတင်းဝင်ရောက်ပိတ်ဆို့ပြီးတနက်တွေနဲ့ရန်တန်ပြစ်ခတ်တဲ့အမိတ်ပေးတာမျိုး လူတွေအယမ်းများလို့တင်ဆိုင်ကုန်းနဲ့မိတိယိုဇက်တွေတိုးချဲ့ဆောက်ကြဆိုတဲ့စကားမျိုးနောက်ပြီးတော့ဒီလောက်အခင်းချင်းကြီးတစ်ခုလုံးမှာတေကြီးပျက်စီးမှုတွေးတန်ရဲရဲပြိုကျနေတဲ့အဆောက်အဦတွေတနိုင်ငံလုံးက Facebook စာမျက်နှာတွေနဲ့ကမ္ဘာလုံးကဝန်းနေစာကြေကွဲနေချိန်မှာအချမ်းပတ်စစ်ကောင်းဆောင်မင်းအောင်လိုက်တယောက်ကတော့အပြုံးမပြတ်ပဲ အစည်းအဝေးတက်တာတွေကိုကြည်ချင်းအားဖြင့်အာနာနဲ့လူယာဝင်မှုပေါ်ယူတုတော်ပြီးစိတ်စဆန်တဲ့လူတတ်မှုတွေကိုနောက်ထပ်လည်းထပ်ကျူးလွန်နိုင်သေးတယ်ဆိုတော့တွေ့ကြရပါတယ်။မြောက်လိုက်ဖက်စစ်တဲ့ဘက်ကိုထောက်ခံတဲ့အတိုင်းဝိုင်းတစ်ခုလုံးကလည်းဒီအခြေအနေကိုရိပ်မိနေကြပါတယ်။အကယ်၍များသာ အကဲ့၍များသာလွတ်လပ်သောမရီဂတ်ချက်ကတ်တွေလုတ်ပြီးအဖြေကိုတည်ခွင့်ရမယ်ဆိုရင်မင်းအောင်လိုင်းရဲ့စိတ်ကျမ်းမာရေးဟာတာမန်လူတွေလို ဟုတ်မနေပဲစိတ်ကျမ်းမာရေးချို့တဲ့နေတဲ့စိတ်ဒစဆန်တဲ့စိတ်ပေါ်တဲ့လက္ခဏာတွေအများအပြားတွေ့ကြရပါပါဒီလိုလူမျိုးတိုင်းပြည်ကိုအုပ်ချုပ်နေတာမောင်းမထုတ်နိုင်သေးတာကျွန်တော်တို့ညံ့နေသေးပါတယ်မောင်းထုတ်နိုင်ရ ဆောက်ယူတကောင်တိုင်းပြီးအုပ်ချုပ်နေတာကျွန်တော်တို့မောင်းကိုထုတ်မှရပါလိမ့်မယ်အဲ့တော့အဆက်ဆက်ထဲမှာစစ်အာဏာရှင်တွေလက်ထက်တဘာဝဘေးတွေနှစ်ခုကိုကျွန်တော်အရှိမအရေးကလေးပြောခဲ့လို့ပြန်ပြောပြခြင်းသေးတာကနာဂစ်2008ခုနှစ်မတ်လမှာ ဖြစ်ခဲ့တဲ့နာဂစ်အဲ့ချိန်ဟာတန်းရွှေအုပ်ချုပ်စစ်အာဏာတိုင်းတဲ့ကာလဖြစ်ပြီးတိုင်းစိတ် ဆိုတဲ့ဝင်ကြီးချုပ်လူကြားတဲ့သွားပြီးဓာတ်ပုံရိုက်ပြတဲ့ဝါရဖြန့်တဲ့အခြေအနေလို့လည်းကျွန်တော်တို့တွေ့ကြရပါတယ်။နာဂီမှာတိုင်းတိုင်းနဲ့ချီရဲ့လူတွေတေဆုံးနေပေမဲ့စစ်အာဏာရှင်တစုက2008ဖွဲ့စည်းပုံကိုလူသေးပါမကြံစရင်ထည့်ပြီးအတီးပြုတ်ခဲ့ကြပါတယ်။ဒီကာလဟာလေစစ်အာဏာရှင်အုပ်ချုပ်ရေးကာလပါ။အခုမင်းအောင်လာ ဆင်းရဲနာရှင်စနစ်နဲ့အတူကပ်ဘေးတွေကိုခေါ်ဆောင်လာခဲ့တဲ့အကျံဖက်လူယုတ်မှာစိတ်တဆလူပြတ်တမမင်းအောင်လိုက်ကျန်တဲ့အရှိကကိုဗစ်တို့မူခမုံတိုင်းတို့ရည်ကြီးပြီးရည်ကြီးတဲ့ဘေးတို့ကိုဖယ်ပြီးလက်ရှိငလျင်ဘေးကိုကြည့်ကြရအောင်ငလျင်ဘေးမှာလဲပထမရက်တွေမှာမင်းအောင်လိုက်ဟာလူကြောက်ကောင်းလူမြင်ကောင်းအောင်နိုင်ငံတကာကိုဖုံးဆက်မျက်နှာချူသွေးပြီးမဲ့လူလေကောင်ဓာတ်ပုံတွေထွက် ထွက်ရိုက်ပြဟိုစစ်ဒီစစ်ဗီဒီယိုတွေရိုက်ပြပြီး၀ါရဖြန့်ပေမဲ့ပြည်သူလူထုဟာတစ်ဆက်မှမယုံကြည်တော့တဲ့အခြေအနေကိုသူရိပ်မိရှာပါတယ်အနည်းဆက်ဆုံးပြည်သူလူတွေရဲ့အသက်ထက်သူ့ရဲ့အာဏာကိုယူမိုက်စွာစိတ်စားဆန်စွာဘလောက်ထိလုတ်ဆောင်ခဲ့တယ်လဲဆိုရင်ပြည်သူကိုကိုကြီးမဲ့ထိုင်ဝမ်ကယ်ဆယ်ရေးအဖွဲ့ကြီးကိုပြည်ဝင်ခွင့်မပေးခဲ့ပါဘူး ။တရင်တွေကိုအမောင်ချထားပြီးဘယ်တရင်တောက်မှတရင်ချိုက်ခွင့်မပေးပါဘူး။ဘယ်တရင်ဌာနမှာလက်ရှိတရားဝင်ထုတ်ပြန်မှုတွေရှိမနေဘူး။လွတ်လပ်သောတရင်ဌာနမှာနေမြတ်။သူ့လက်အောက်ကစစ်တပ်လက်အောက်ကတရင်ဌာနကလွဲရင်ဒါတွေကိုကြည်ချင်းအဖြစ်စိတ်ဒစဆန်စွာပဲသူ့စိတ်ကူးထဲမှာပေါ်သည်မြတ်။သူကိုထိကိုက်နိုင်မယ်ထင်တဲ့ကိစ္စတွေမှတည်းမပြည်သူအသက်တွေတိုင်းပြည်အတွက်တွေလုံးဝမစင်စားပဲ မိုင်မဲလာတဲ့အပြုတ်မှုတွေတစ်ဆက်ပြုတ်မှုတွေတော့တွေ့ရပါတယ်အဲ့တော့စစ်အာဏာရှင်အဆက်ဆက်မှာတိုင်းပြည်နဲ့တဘာဝတရားကြီးဟာဒီလိုယိုယွင်းပျက်စီးခဲ့တာကိုတွေ့ရပါတယ်ဘာကြောင့်ယိုယွင်းပျက်စီးခဲ့လဲဆိုတဲ့အခြေခံအချက်တွေကိုတော့ကျွန်တော်တို့ပညာရှင်မဟုတ်တော့အတိအကျကောက်ချက်မချနိုင်မိမဲ့ဒီကနေ့ထပ်ပေါ်လာတဲ့သတင်းများအရစကိုင်းနဲ့မန္တလေးကိုပေါင်900ဘုံတွေမြောက်များစွာအလုံးပေါင်းမြောက်များစွာကျဲချခဲ့မှုကြောင့် စကိုင်းငယ်ငလီမျက်ရည်ပြက်ရည်ကြောဟာ vibration ပေါ့ဒီဘုံရဲ့ vibration တွေများပြားလာတာကြောင့်ထမှန်လှုပ်ခတ်လှုပ်ရှားလာတယ်လို့တရင်တွေထွက်ပေါ်နေပါတယ်ဒါတွေကိုပညာရှင်တွေကတိတိကျကျလေ့လာပြီးငလီဘာကြောင့်ရုပ်တရက်အထလှုပ်ရတယ်လဲဆိုတာမျိုးတွေကိုထုတ်ပေါ်ပြောကြားဖို့လိုအပ်ပါတယ်ကျွန်တော်တို့ကတော့စိတ်ကူးထဲမှာတွေ့တဲ့ဖြစ်နိုင်တဲ့ဖြစ် ဖြစ်နိုင်တဲ့ဟာလေးတွေကိုဆက်ဆက်ပြောပြတာဖြစ်ပါတယ်။ဒါကြောင့်ကိုဖစစ်တရဲ့ဘုံတွေကျဲချမှုကြောင့်ပေါင်900ဘုံအလုံးပေါင်းမြောင်များစွာကျဲချမှုကြောင့်စကိုင်းငလင်ပြက်ပြီကျော်ကြီးပြန်လေလှုပ်ရှားအသက်ဝင်လာတဲ့ဆိုတဲ့ယူဆချက်တွေလည်းရှိနေတယ်လို့ပိုပြီးတေကြတာကစစ်အာဏာရှင်လက်ထက်တိုင်းလက်ထက်တိုင်းမှာတဘာဝတရားကြီးဟာစစ်အာဏာရှင်ကိုဆွဲချဖို့အချက်ပေးလို့ရှိပါ အဓိကဆိုနာခက်ပေါ့နောက်တော့ချွေအောင်အောင်ရေးခင်းမှာတောင်းဆိုမှုတွေတောင်းဆိုပြီးတော့ယဟန်တန်ကားတွေကိုတတ်ပြီးတကာလနာကကြီးဖြစ်လာခဲ့တာပါတော့ကပ်ပြီနာကကြီးဖြစ်တဲ့နောက်ပိုင်းမှာတန်းရွှေရတဘာတဘာဝတရားရဲ့အချက်ပေးတယ်ဘူးတိတဲ့ဒူလို့အကြမ်းမြင့်ယူဆလို့ရပြီ2010မှာတိတ်ဆိတ်လက်ထဲအာနာထည့်ပြီး2008နဲ့အတူသူစင်းသွားခဲ့ပါ အခုချိန်ထိတော့မင်းအွန်လိုင်းဟာတဘာဝတရားရဲ့အချက် ပေးမှုကိုမရိပ်မိသေးပဲစိတ်တဆလူတသမားကဲ့သို့ပြုမှုဆောင်ရွက်နေတာကိုတွေ့ရပါတယ်။ဆေယနာရှင်လူယုတ်မာတွေကိုတဘာဝတရားကလက်မခံဘူးဆိုတဲ့အကြောင်းမုခာမုံတိုင်းရည်ကြီးတဲ့ဘေးတဘာဝငလီဘေးတွေကတဘာဝတရားကြီးကတိတိကျကျပြသနေပါပြီ။ဒါကိုဆက်ပြီးစိတ်ပေါ်တူတူ စိတ်ချမ်းမရေးမကောင်းဘူးအယူတယောက်စိတ်ဒဇလူတဲ့တမားတယောက်ကဲ့သို့ဆက်လက်ပြုတ်မှုပြီးတိုင်းပြည်ကိုအာနာရယူဆက်လက်အုပ်ချုပ်နေရင်တော့အသေးလိုပဲထွက်ရလိမ့်မယ်လို့ပြောရင်နောက်ထပ်ရက်ဒီမှာကျွန်တော်ပြောတဲ့သတင်းတွေနဲ့ပတ်သက်ပြီးအစလေးတွေကိုအခြေတဝင်ပြောဖို့စူးစမ်းပါဦးဒီနေ့တော့ဒီတော့အားလုံးကိုကျေးဇူးတင်ပါ